Hello အားလုံးပဲမင်္ဂလာပါမိမင်းတို့မွန်ပြည်နယ်မော်လမြိုင်ဘက်ကအစားအစာတွေကတခုဖြစ်တဲ့မြင့်ကပေါင်းတို့လုံနီလေးကိုလှုပ်ပြပေးမှာဖြစ်ပါတယ်ဒီမြင့်ကပေါင်းတို့လေးကအရန်ကိုစားကောင်းတာမို့အားလုံးပဲလိုက်လို့စားကြည့်ဖို့တိုက်တွန်းပါတယ်ရှင်မိမင်းနဲ့အတူဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးအားပေးသွားကြပါအောင်နော် Hello အားလုံးပဲမင်္ဂလာပါ မြင့်ငပေါင်းတို့အတွက်ပါဝင်တဲ့ပစ္စည်းတွေကတော့မြေရေငပြောဘူးရေပြီးတော့ကြက်သွန်ပြူလေးစိတ်ွယ်လေးတွေကိုအဖက်ဖက်လေးခွာထားတာရေပဇွန်ကြိုက်ရင်ပဇွန်ထဲပါငားကြိုက်ရင်ငားထည့်လို့ရပါတယ်ပြီးရင်ဇပလင်ချင်းရေကြက်သွန်ပြူရေထောင်းထားတာလေးရေလိုအပ်ပါတယ်အရင်ဆုံးမြစ်ကိုဒီစလုံးထဲနေမဲ့စလုံးထဲမှာထည့်ပေးမယ်ငပြောဘူးကိုထထည့်မယ်ပြီးရင်ပဇွန်လေးတွေကိုထည့်မယ် ကျတုံနီလေးစိတ်ွယ်လေးတွေကိုအဖက်ဖက်လေးတွေခွာရတာလေးကိုလည်းထည့်ပါမယ်။ပြီးရင်ကျတုံနီနည်းနည်းရဲ့ကျတုံဖြူချင်းစပလင်ချိန်ထားတာလေးကိုပါထည့်ပါမယ်။ငပိလေးအနေငယ်သုံးပါမယ်။အယောင်တင်မုတ်အစိမ့်မုတ်ကိုလည်းနည်းနည်းလေးပူထည့်ပါမယ်။အယောင်လေးလှရအောင်ပါ။အဲ့ဒါပြီးရင်စနစ်မုတ်အနေငယ်ထည့်ပါမယ်။ အရာသာတွန်းငံကြီးလေးအနှင်းငယ်အချိုမုတ်လေးအနှင်းငယ်တခြားလေးလည်းအနှင်းငယ်သုံးပါတယ်စားလည်းသုံးပါတယ် ဆံမှုတ်လေးကိုလည်းထည့်ပါတယ်ဆံမှုတ်ကတော့ကိုယ်အလိုတလိုမျိုးချင်းချင်းပြီးထည့်ပါတော့စစ်စီလေးကြာရင်လည်းနည်းနည်းလေးပို့သုံးပါအများကြီးတော့မသုံးမိပါစေနဲ့အရန်များဝိုင်းရင်လည်းပစ်ခဲကြီးဖြစ်ပြီးတော့စားမကောင်းဖြစ်မှာဆိုလိုပါပြီးရင်စီလေးအနေငယ်ကိုလည်းထည့်ပါတယ်အရာတွေအားလုံးပြီးသွားလို့ရှိရင်ငပိလေးကိုတည်တည်ချာချာခြေပြီးတော့အရာသာတွေနှံ့ပြီးစိတ်ဝင်အောင်တည်တည်ချာချာလေးနေပေးပါရှင် အရသာတွေနဲ့နေတာနှံ့သွားပြီဆိုလို့ရှိရင်နည်းနည်းလေးမြည်ကြည့်လိုက်ပါအဲ့ဒီမှာလိုအပ်တာလေးတွေထည့်ပြီးတော့ပြန်ပြင်နိုင်ပါတယ်မပေါင်းခင်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင် ပေါင်းလို့ရသွားပါပြီမိမိကတော့ဖက်နဲ့တင်းလေးစားခြင်းလို့ဖက်လေးနဲ့ပေါင်းပြီးစားပါမယ်ရွရွရွလေးရှိရင်တော့ပိုကောင်းတာပေါ့နော်ဖက်ပေါ်မှာရွရွရွလေးခင်းပြီးတော့ပေါင်းလို့ရပါတယ် တခါတလေလဲမင်းမင်းတို့မှအဲ့လိုဖတ်တို့ဘာတို့မရှိဘူးဆိုလို့ရှင် အလွယ်ပေါင်းလို့ရပါတယ်စတီးချိုက်လေးပေါ်မှာရွရွရလေးခင်းပြီးတော့နေထားတဲ့ဟာလေးတွေထည့်ပြီးတော့အဖုံးလေးအုပ်ပြီးလဲပေါင်းပြီးစားလို့ရပါတယ်အရှာမကကဖတ်ရွက်ကလေးတွေရလာတာမို့လို့ဖတ်နဲ့တင်းတင်းလေးနဲ့စားချင်တာမို့လို့ဖတ်ရွက်ကလေးနဲ့ပေါင်းပါမယ်တည်တည်ချာချာလေးထုတ်ပြီးဖို့တော့လိုပါတယ်အရေးကြီးရုံမထွက်အောင်ပေါ့နော် ကဲပေါင်းနီးလေးကိုတော့မပြပြီးတော့ပါဘူးမမီဗီဒီယိုမရိုက်လိုက်ရလို့ပါဒီမှာကြက်သွားပါပြီရှင်အရန်စားကောင်းတော့မော်လမြိုင်မြင့်ကပေါင်းတို့လေးရပါပြီရှင်ထမင်းထထွေးလေးနဲ့ဆိုတော့အရန်စားကောင်းတာမင်းမင်းဆိုအရန်ကြိုက်တာပေါ့နော်အထဲမှာကြက်သုံးကအချိုလေးတွေရယ်ပစုံကအချိုလေးတွေရယ်ဇပလင်းရယ်ကြက်သုံးဖြူဂျင်းနဲ့တင်းတင်းလေးရယ် ပြီးတော့မြေရေငပြောဘူးကအချိုးတွေလည်းထွက်ပြီးတော့လေဆံမှုတ်ကစစ်စီလေးအီလေးဖြစ်နေတာပေါ့နော်မြစ်ကလည်းနူးအီပြီးတော့တော်တော်လေးကိုစားကောင်းပါတယ်ရှင် ီမြင့်ကပေါင်းတို့ကမွန်ပြည်နယ်ဘက်ကအစားအစာတမျိုးဖြစ်ပါတယ်။တုံးနဲ့တူဟိုအထဲမှာထဲတာအစာပလာထဲတာအချင်းတော့ကွဲပြားသွားတာတွေလည်းရှိပါတယ်။ဒီလုံနီလေးကတော့မမင်းရဲ့အမေအိမ်မှာအမြဲတမ်းလုပ်ကြွေးတဲ့လုံနီလေးပဲဖြစ်ပါတယ်။မမင်ကငါးသိမ့်မကြိုက်လို့ပစုံထဲတုံတာပါတယ်။တချို့ကတော့ငါးကြိုက်ရင်လည်းငါးထဲတုံကြပါတယ်။စက်သွန်များများထဲတုံရင်လည်းရပါတယ်။ငပြောဘူးမထဲပဲနဲ့စက်သွန်အချိုဓာတ်လေးကိုတုံးကြတဲ့လူတွေလည်းရှိ ပါတယ်ပြီးတော့တင်မိုသီထဲတာတွေလည်းရှိပါတယ်မိမင်ကတော့ဒီမြင့်ကပေါင်းတုပ်လေးကို အရန်ကြိုက်ပါတယ်ဘယ်ချိန်ဆဆမယိုးပါဘူးအမြဲတမ်းလှုပ်ရှားဖြစ်တဲ့အစားအစာတွေတွေကတခုဖြစ်ပါတယ်။အားလုံးပဲလိုက်လှုပ်ရှားကြည့်ကြဖို့ပြောချင်ပါတယ်။မိမိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။